န္ဒီယာနယ်စပ်ကတမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၁၀ဦးကိုအိန္ဒိယအာတန်ရိုင်ဖယ်တပ်ကပြီးခဲ့တဲ့ရက်ပိုင်းမှာတပ်ဖြတ်ခဲ့တဲ့ပေါ့။အရက်ဖက်ဖွဲ့တွေနဲ့တော်လိုင်းရေးအတိုင်းဝိုင်းကအမြန်ဆုံးအမှုမှန်ပေါ်ပေါက်ဖို့ရလိုလားနေကြတယ်လို့သိရပါဗျ။အိန္ဒိယမီဒီယာတွေထုတ်ပြန်တဲ့အိန္ဒိယနိုင်ငံဘတ်ချန်းမှာထိတ်တဲရင်ဆိုင်တိုက်ပွဲဖြစ်ပွားလို့ကြာဆုံးရတာမျိုးမဟုတ်ပဲ။ ယာယီစခန်းရွှေ့ပြောင်းမှုကိုတရင်ကြိုတင်ပေးပို့ထားတဲ့ကြားကအာတန်ရိုင်ဖယ်တပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့တာလို့ဆိုပါတယ်ဒီဖြစ်စဉ်ဟာမြေပြင်အခြေအနေစစ်ဆေးမှုတွေအစီရင်ခံစာတွေ့ရှိချက်တွေနဲ့ဆွေးနွေးတွေ့ရှိချက်တွေအရပကဝရဲဘော်၁၀ဦးကိုအိန္ဒိယနိုင်ငံချန်ဒီခရိုင်မဏိပူရပြည်နယ်အာတန်ရိုင်ဖယ်တရင်တစ်ကဖမ်းဆီးခေါ်ဆောင်ပြီးနှိပ်စက်တပ်ဖြတ်ခဲ့တာလို့ NUG အစိုးရကဆိုပါတယ် ကျွန်တော်တို့သက်သေထားရရှိတဲ့ထောက်ထားရဆိုတော့တော့ဒီအပြန်အပြစ်ကမှုမရှိဘဲနဲ့ဖန်စီပြီးသားလူတွေကိုတစ်ဖြည့်ရှင်းနေတဲ့ပုံစံမျိုးကျွန်တော်တို့တော့သက်သေထောက်ထားရရှိတဲ့ခါကျတော့တကယ်လို့ဒါကျွန်တော်တို့သက်သေထောက်ထားရရှိထားသလိုအဖြစ်ရင်တော့ဟိုဒါဒီအဖြစ်ရှင်အပေါ်မှာအာဒီအဖြစ်ရှင်နဲ့ပတ်သက်တော့ကျွန်တော်မှတ်ချက်ပြီးလို့ရတာတော့ အိန္ဒိယနဲ့ချဆောင်တက်တဲ့တွေ့အနေနဲ့အတပ်ပိုင်းဆိုင်ရာအချင်းဝအာနေချာတခုလို့တော့ကျွန်တော်တို့ပုံမြင်တာပေါ့နော်ဆိုတော့ဒီဒီဟာနဲ့ပတ်သက်ရင်တော့အထက်အမင်းဟာမျိုးကလည်းအထက်အမင်းဟာမျိုးဖြစ်ချင်မှဖြစ်မှာပေါ့နော်အထက်အမင်းမျိုးဖြစ်ချင်မှဖြစ်မယ်ဆိုတော့ကျွန်တော်တို့တည်ရတဲ့လောက်ဆိုရင်အာတမ်ရိုင်ဖယ်နဲ့ချဆောင်တက်တဲ့က နေမြေဖြစ်ကြောင်းဒီမှာဆစ်စင်လို့ခွင့်မရှိဘူးဆိုရဟာကျွန်တော်တို့ဒီထားရရှိတော့ဒီအားနဲ့ပတ်သက်တော့ကျွန်တော်တို့တော်လေးအာဒီထဲမှာအဖြစ်ဖြစ်စီရမှာပေါ့ပေါ့တော့ကိုစူးစမ်းရအောင်ပေါ့တက်ခံရတဲ့ဆယ်ဦးရဲ့ရုပ်အလောင်းတွေကိုပြန်လဲတောင်းခံရမှာလေပါကဖာရဲဘော်တွေအိန္ဒိယဘက်အချမ်းဝင်ရောက်တိုက်ခိုက်လို့နှိမ်နင်းခံရတာ ်နိုင်ငံနဲ့နမိတ်ခြံစည်းကိုခတ်မှုကိုမကန့်ကွက်ဖို့စတဲ့အချက်လက်တွေကိုသဘောတူခိုင်းပြီးမြန်မာဘက်ကလာရောက်တဲ့တာဝန်ခံတွေကိုခေါ်ယူဖိအားပေးလက်မှတ်ထိုးစေပြီးမှလွှဲပြောင်းပေးခဲ့တယ်လို့လည်းသိရပါတယ်အိန္ဒိယဆိုရအနေနဲ့မှုမှန်ပေါ်ပေါင်းဆောင်ရွက်ပေးဖို့ပါကပါရဲဘော်တွေကိုရက်ဆက်စွာတပ်ဖြတ်ခဲ့တဲ့အပေါ်တောင်ဝင်ယူမှုရှိစွာစုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးဖို့ကိုလည်း UNG အစိုးရကတောင်းဆိုထားပါတယ် အဲ့အဲ့ဒီဖန်ဆီးပြီးသားလူတွေကိုတော့တက်ပြတ်ရှင်းလင်းခဲ့တာကြတော့ကြတော့ဘလူမလက်ခံနိုင်တဲ့လက်မခံနိုင်ဘူးဗျာအဲ့ဒီလုံရဖြစ်နေပေါ့အိန္ဒိယအခုသူတို့သူတို့လုံရကဘလူ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 ပြောမှရန်လူလည်းလုံရဖြစ်နေပေါ့တော်လိုင်းရဲဘော်တွေကိုတိုက်ခိုက်တာရှင်းရှင်းပြောဗျာပြည်သူတိုက်ခိုက်တာလည်းဘယ်မှတ်ယူလို့ရတာတူပဲပေါ့ဒီပြည်စင်ကနိုင်ငံအစိုးရချင်းချင်းဟိုကခေါင်းဆောင်ပိုင်းချင်းချင်းပြောမှကိစ္စ အဲ့ဒီကိစ္စကိုတို့ကအမြန်ဆုံးအမှုမှန်ကိုတို့ကအချင်းချင်းညှိနှိုင်းပြီးတို့တွေ့ကြုံဆွေးနွေးပြီးတော့အမှန်ဖော်ထုတ်ပေးစေခြင်းတည်းဗျာဟုတ်ကဲ့ဒီဖြစ်စဉ်ဟာနိုင်ငံအစိုးရချင်းပြောရမယ့်ကိစ္စဖြစ်တဲ့အတွက်အမှန်တရားပေါ်ပေါက်အောင်အမြန်ဆုံးဆောင်ရွက်စေပြီးနေစိတ်ပြဿနာကိုတန်တမန်ရေးရာရဖြေရှင်းတင်တယ်လို့အဲ့လိုမှမဟုတ်ရင်နောက်ဆက်တွဲအနေနဲ့ဒေတာကန်တွေလည်းမလုံခြုံမှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့သူကဆိုပါတယ် အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံအတွင်းကမြန်မာနိုင်ငံသားပြည်သူတွေအနေနဲ့လည်းအခုကိစ္စအပေါ်မှာ NUG နဲ့အိန္ဒိယနိုင်ငံအစိုးရပူးပေါင်းဆောင်ရွက်နေတာကိုနားလည်ယုံကြည်ပြီးနှစ်နိုင်ငံချစ်ချည်ရေးထိခိုက်စေမဲ့ကိစ္စတွေမလုပ်ဘူးနေဆက်ဒေတာကတော်လန်ရေးအဖွဲ့တွေအနေနဲ့လည်းနိုင်ငံကြီးသားမပိသားတဲ့ဘလို့ဆောင်ရွက်မှုမျိုးကိုမှမပြုလုပ်ကြဖို့ကို NUG ကမြစ်တာရက်ခံထားပါတယ်